အားလုံးဝင်မင်္ဂလာပါဗျာကောင်းဆက်သတင်းချန်နယ်မှာပြလဲကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံမီတို့ဖိုင်ရတော့ဘကိုးရုံးမှစစ်ကြောင်းရဲ့လိန်လယ်မှုတွေကိုခြားပြလာတဲ့အမျိုးသမီးတူရဲ့ရုပ်သံမီတို့ဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာဒါမှမဟုတ်အမျိုးသမီးဟာဘလို့အချောင်းရတွေကိုခြားပြပြောဆိုထားတဲ့လေဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာတော့တဲ့ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းကောင်းဆက်သတင်းထလာမှအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ားလုံးပဲမင်္ဂလာပါရှင်ကျွန်တော်လေးဒီနေ့မှပုဂိုလ်တိုင်းဒေသကြီးကိုစားပြုပြည်သူ့မြရဲ့တက်တော်ရဲ့လိန်လေပေါ့အပိုင်း၅ကိုတင်ဆက်ပေးမှာဖြစ်ပါလေရှင်ပထမဆုံးအနေနဲ့ဒီအဖွဲ့ရဲ့လိန်လေခဲ့တဲ့နာမည်၃မျိုးကိုဖော်ပြပေးမှာဖြစ်ပါလေပထမဆုံးအနေနဲ့ပုဂိုလ်တိုင်းဒေသကြီးကိုစားပြုပြည်သူ့မြရဲ့တက်တော်ဒုတိယအနေနဲ့ပုဂိုလ်တိုင်းဒေသကြီးပြည်သူ့မြရဲ့တက်တော်တတိယအနေနဲ့ကတော့ပုဂိုလ်ပုဂိုလ်ရုံးမစစ်ကြောင်းဆိုပြီးတော့ယခုလက်ရှိမှာလည်းသူတို့တွေဆက်လက်ပြီးတော့လိန်လေနေဆဲဖြစ်ပါလေမြန်မာလေးတို့က ဘာပြောမလဲဆိုလို့ရှင်ပေါ့နော်ပမဆုံးနေနဲ့အမိုဒီလက်အောက်မှာတုံးခွတုံညာတိတက်ရင်မှရဲဘော်ဒေဇာမင်းဆိုသူတို့ဒီအမိုဒီနဲ့အန်ယူဂျီလက်အောက်ခံဆိုတဲ့အရာကိုအသုံးချပြီးတော့ပီရှားရက်တီဖို့အတွက်တ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 ော်တခုထူထောင်ဖို့အတွက်ရည်ရွယ်ချက်စီနေတာကိုညီမလေးတို့ ုံလန်းသိရှိရပါတယ်။ဒါအပြင် MOD မှာတနန်းတက်ထားတဲ့ဗီဒီယိုဖိုင်နဲ့ဓာတ်ပုံတွေကိုအသုံးအသုံးချပြီးတော့ logo တစ်စိတ်တပြောင်းလဲပြီးတော့ဒီဘကိုးတိုင်းဘကိုးရိုးမစစ်ချောင်းဆိုတဲ့ page မှာလည်းအအခုလိုဗီဒီယိုဖိုင်တွေတင်ထားတာကိုညီမလေးတို့မျက်မြင်ကိုယ်တွေ့တွေ့ရှိခဲ့ရပါတယ်။ဒါတွေကိုလည်းညီမလေးတို့အသက်တည်နေတဲ့ကွာရှာပြပေးနိုင်ပါတယ်။ဒါအပြင်ဘကိုးတိုင်းပြည်သူလူမျှရဲ့တက်တော်လို့ ်ခေါ်ပြီးတော့တိရှောက်ဖွဲ့စည်းထားတဲ့အဲအဲဒီတက်တော်ပေါ့နော်ဒီအင်အားစုဆောင်ထားတဲ့တေဇာမင်းတေဇာမင်းစုဆောင်ထားတဲ့တက်တော်မှာပါဝင်ပတ်သက်နေတဲ့383မှာခွဲမှုနဲ့တက်ခွဲသုံးနတ်စစ်ဒီကောင်ကြီးတို့လည်းပါဝင်ပတ်သက်နေတာကိုဒီမှာလေးတို့ကြားသိရပါတယ်အခုလောရေးကြီးခါလာရောက်နေချိန်မှာ IOS နဲ့တိုင်းသားလက်နက်ကင်တွေတောင်မှ MUG နဲ့ MOD လောက်ကံ PDF တရှိမှာမဟာမိတ်တွေဖွဲ့ပြီးတော့စီးရီဖော်ဆောင်နေကြချိန်မှာ အခုလိုမျိုးတီရှာရက်တီးပြီးတော့တက်အိမ်အောင်ဆူဆောင်းနေခြင်းဟာညီမလေးတို့ PDF တွေအတွက်ညီမလေးတို့တော်တဲ့ကလေးတွေအတွက်အရန်နဲ့စိုးရိမ်ရတဲ့အရှင်နေတရဖြစ်လာနိုင်ပါတယ်။ဒါကိုလူကြီးများအနေနဲ့ပေါ်ဆပြီးတော့လွတ်ထားပြီးလို့မရပါဘူး။ဒါကိုအရေးတကြီးဆောင်ရွက်ပေးကြဖို့ညီမလေးကအတိပေးနှိုးဆော်အပ်ပါတယ်ရှင်။ဟုတ်ကဲ့ပါညီမလေးတို့ဒီတက် အာဒီတက်တက်တော်ဘလို့ဖြစ်လာလဲဆိုလို့ရှင်ပေါ့နော်ဒီအမ်လွမြောက်နေမြေတွေကိုထွက်ပြေးတိတ်လျှောက်လာတဲ့စစ်ဘေးဆောင်တွေပြောလို့ရှင်ဒီပေါ့နော်ရဲတွေကနေပြီးတော့ပေါ့နော်အစစ်မှုထမ်းမှုအတွက်ပေါ်တာဆွဲတဲ့ဆွဲခါမှာကြောက်လို့ထွက်ပြေးတဲ့လူတွေဒါတွေကိုသူတို့ကထိန်းချုပ်ပြီးတော့အာဒီလွမြောက်နေမြေထဲမှာပေါ့နော်တက်တော်ဆိုပြီးတော့သူတို့ယူနီဖောင်းတွေစင်ပေးတယ်ပြောလို့ရှင်တနက်တနက်တွေစင်ပေးတယ်ပေါ့နော်ဒီလိုမျိုးယူနီဖောင်းအတူတွေပါ ဒီလိုမျိုးတွေစင်ပေးပြီးတော့အခုလိုမျိုးဗီဒီယိုကလစ်တွေရိုက်တယ်ပြောလို့ရှင်ပေါ့နော်ဟိုသူတို့လိုချင်တဲ့ statement တွေထုတ်တယ်ဒီလိုမျိုးတွေလုပ်နေတာကဒါဒီမှာလေးတို့ပြည်သူကိုအလွဲပြည်သူရဲ့ရွှေနှင်းစာကိုအလွဲသုံးစားလုပ်ပြီးတော့လိမ့်နေနေတာဒီမှာလေးတို့အနေနဲ့ကတော့အစိတ်ပင်ကြီးလောင်းနေတာလို့ဒီမှာလေးတို့မြင်ပါတယ်ဒါ့အပြင်ဒီကိစ္စမှာอืมဒီတက်တော်ကတကယ်ရှိပါတယ်ဆိုပြီးတော့ဟိုစိုက်ဝါတွေထည့်ပြီးတော့ဟို Facebook account မျိုးမျိုးနဲ့ အဲ Facebook တခွင်တပြက်စင်အောင်လိုက်ပြီးတော့ပေါ့နော်ထက်နှက်နေတဲ့အဲမဆုခေါ်ဟေးဟာ Facebook အကောင့်ပိုင်ရှင်ကကိုအောင်ကြီးရဲ့ညီမအရင်ဖြစ်ပါတယ်အဲကိုအောင်ကြီးရဲ့ညီမအရင်ဒီဟေးဟာမဆုခါဆွေဖြစ်ညီမလေးကြတိတလောက်ကတော့ပေါ့နော်ဆက်ကဆက်ကတော်နဲ့ပတ်သက်ပြီးတော့ပေါ့နော်တငယ်ချင်းလေးဖြစ်တယ်လို့သူတို့တွေဟာအခုချိန်ကြီးလဲဆက်သွယ်ပြီးတော့ပတ်သက်နေစေပါဒီကြလို့ရှိရင်ညီမလေးတို့ဒီအဖွဲ့ကိုဆိုတင်ပေးပါရဲ့ဆိုတော့မတူစာမျက်ဟာဆွေဖြစ်လဲ စကားစကားတော်ရဲ့တငယ်ချင်းတယောက်ဖြစ်ပါတယ်။ဒါဒီကိုကြည့်ချင်းအဖြစ်ညီမလေးတို့ကဒီအဖွဲတွေကိုလုံးဝလုံးဝလလုစပဲလွတ်ထားလို့မရပါဘူး။ညီမလေးတို့ဟိုပြည်သူတွေအနေနဲ့ကောညီမလေးတို့လက်အောက်ခံ PDL တက်ရင်နေအတော့ရောညီမလေးတို့ပြည်သူတွေကိုစားညီမလေးကဒီကနေမှတဆင့် NUG လူကြီးများများနဲ့ဒီဘကိုးတိုင်းမှာရှိတဲ့တာဝန်ရှိလူကြီးများများကိုအတိပေး နှိုးဆော်အပ်ပါတယ်ဒီကိစ္စကိုအရေးတည်ယူဆောင်ရွက်ပေးကြပါဒီကိစ္စကိုလစ်လျူမရှုထားကြပါနဲ့အစညီမလေးတို့ဒီလိုမျိုးအစရှိပြီးတော့ပြောထားတဲ့တက်တော်တခုမြေမှာတကယ်မရှိဘဲနဲ့ရှိပါရဲ့ဆိုပြီးတော့ပြည်သူတွေကိုလက်တလုံးချလောက်ပြီးတော့လိန်လည်နေတဲ့အဖွဲ့စည်းတခုတက်အင်အားစုကိုတီရှာဖွဲ့စည်းနေတဲ့အဖွဲ့စည်းတခုရှိခြင်းညီမလေးတို့နောက်တစ်ချိန်မှာ မြန်မာလေးတို့မဟာမိတ်သက်တွေများပေါင်းစုပြီးတော့ဒီဘကိုးတိုင်းကိုရယူသိမ့်ပိုက်မယ်ဆိုလို့ရှင်ဒီအဖွဲ့အစည်းကမြန်မာလေးတို့ရဲ့အနောက်အရှက်အသားစီးတစ်ခုကြီးဖြစ်လာနိုင်ခြင်းရှိပါတယ်ဒါကြောင့်မို့လို့လူကြီးမင်းများနေအရေးတယူဆောင်ရွက်ပြီးတော့ပြည်သူတွေနဲ့တသားတွေရက်တီပေးကြဖို့ပြည်သူတွေရဲ့အတောင်နားထောင်ပေးကြဖို့မြန်မာလေးဒီကနေမြတ်တရရဲ့ခံပါရှင်ကျေးဇူးများတင်ပါတယ်ရှင်အားလုံးပဲပိုက်ပိုက်ပါရှင် Hello အားလုံးမင်္ဂလာပါရှင်မြန်မာလေးဒီနေ့မှာဘိုးတိုင်းတက်တော်ရဲ့ လင်လင်မှုနဲ့တလန်တရှိုချမှုတွေကိုညီမလေးတင်ဆက်ပေးမှာဖြစ်ပါတယ်။ဘာတွေတင်ဆက်ပေးမလဲဆိုလို့ရှိရင်တို့လိုတို့လိုပေါ့နော်။ပြည်သူတွေရပဲစဉ်းစားကြဖို့ညီမလေးမေတ္တာရခံပါတယ်။ညီမလေးတို့မနေ့က9ရက်နေ့မှာမေလ9ရက်နေ့မှာဒီတက်တော်ကလူတွေကဘလို့ဆိုင်ဝါလွန်လဲဆိုလို့ရှိရင်တေဇာမင်းနဲ့အောင်ကြီးက PDF update လိုက်ဖမ်းလို့ထွက်ပြေးရပါလဲဆိုတဲ့ဆိုင်ဝါကိုထည့်တယ်။ အဲ့ဒီနောက်ပိုင်းမှာဒီတဲမှာသို့လို့သို့လို့ပေါ့နော်ကိစ္စအထွေထူးတစ်ခုလေးတစ်ခုနှစ်ခုဖြစ်သွားပါတယ်ဒါကကိုအောင်ကြီးနဲ့တေဇာမင်းတို့ရဲ့လက်ဆက်လို့လည်းဒီမှာတို့တတိယပြောလို့ရပါတယ်ဘာကြောင့်လဲဆိုတော့ဒီသူတို့အခုလိုမျိုးဒလန်တရှိုးချလိုက်တဲ့ဒီရဲဘော်တွေကဆိုရင်ဖြစ် အဲညီမလေးတို့ပေါ့နော်ပြည်သူတွေနဲ့တပားလေးရက်တည်ပြီးတော့သူတို့အမားကိုလည်းဝန်ခံပြီးတော့ဒီတပ်ဖွဲ့ကတကယ်မရှိပါဘူးမြေပြင်မှာတကယ်မရှိပါဘူးသူတို့ကိုပတ်စံလာပြီးပြီးတော့မြူဆွေတဲ့အချိန်မှာသူတို့ကလက်မခံခဲ့ပါဘူးဆိုတော့အမှန်တရားကိုညီမလေးတို့ကိုရှင်းပြပေးခဲ့တာရှိပါတယ်ဒါကိုလည်းညီမလေးကဗီဒီယိုဖိုင်တွေဖွင့်ပြပေးဖို့အသင့်မှာအာတကယ်လို့များပေါ့နော်အခါခွင့်တင့်လို့ညီမလေးဗီဒီယိုဖိုင်ရှင်းပြပေးရမယ်ဆိုရင်ညီမလေးရှင်းပြပါမယ်ဘာကြောင့်လဲဆိုတော့ဒီရဲဘော်လေးတွေရဲ့အဲလုံခြုံရေးကြောင့်ပါ ဒီအဖွဲ့ကဘယ်လောက်ကြီးညာဆိုးလာလဲဆိုလို့ရှင်အခုနောက်ပိုင်းဆိုလို့ရှင်ပေါ့နော်အဲစစ်တပ်ရဲ့တည်င်းပေးအနေနဲ့ကောပေါ့နော်အဲညာလေးတို့ PDF လေးတွေကိုပါဒုက္ခပေးလာနိုင်ကြီးအများဆုံးအဖွဲ့ဖြစ်လာနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ကအာသူတို့တွေးမွေးစောင့်ရှောက်ထားရတဲ့ဆိုတော့ဂျေဆုတရားကြီးကိုတိတက်တဲ့အမှုကြီးပေါ့နော်။ တင်မှုကြီးကဘလောက်ထိများကြီးပွားလဲဆိုရှင်ဒါကကြတော့အစိပ်ပင်ကလေးတို့အစိပ်ပင်ကြီးလောင်းထားတော့ပေါ့နော်ပြည်သူငွေနဲ့ပြည်သူပြန်တက်ဖို့အတွက်ဒလန်တချို့ရှာနေခြင်းကိုညီမလေးတို့လုံးဝလက်မခံနိုင်ပါဘူးပြီးကြတော့ရင်ဒီအဖွဲ့ထဲမှာကိစ္စရဲ့တခုခုဖြစ်ပြီးဆိုလို့ရှင်ဒါဟာကိုတေဇာမင်းနဲ့အောင်ကြီးအပါအဝင်ပြပရောက်ဘဂိုးသူဘဂိုးသားများအဖွဲ့နဲ့အဲဒီလော့ဒ်ဝက်ကူညီမျိုးစီမင်းထောက်ဖို့ဖွဲ့မှာမတ်သူစာတို့ကိုမျိုးစော်မျိုးခေါ်ကိုရဲမင်းထက်တို့ သူတို့တွေကပုံမှန်ပတ်သက်နေရဲဆိုတာကိုပြည်သူတွေသိစီစီမြန်မာလေးကကြိုတင်သိပေးပြစီရှိ။ဘာကြောင့်လဲဆိုတော့မြန်မာလေးတို့တွေဒီကိစ္စတွေဖြစ်တာကိုမြန်မာလူဖုံးကွယ်ချင်ပါတယ်။ဒို့ပေမဲ့လို့မြန်မာလေးတို့ပြောထားတဲ့အထက်လူကြီးတွေကိုယ်တိုင်ကလည်းဒီကိစ္စကိုနှိမ့်နိုင်ခြင်းဆောင်ရွက်ပေးခြင်းအရေးတကြီးလုပ်ပေးခြင်းမပြုခြင်းဟာမြန်မာလေးတို့ PDF တွေအတွက်တစ်ချိန်ချိန်မှာ အရန်နဲ့အနေကြီးလာနိုင်တဲ့တစ်ချက်မှာမြန်မာလေးပြောခြင်းဖြစ်ပါတယ်တကယ်လို့များဒီပဲခူးတိုင်းမှာတာဝန်ရှိထားတဲ့အာဥတင်ဦးပေါ့နော်ပြောမယ်ဆိုဝိုးတိုင်းမှာတာဝန်ရှိထားတဲ့ဥတင်ဦးတို့ကပအဝင်ပတ်သက်ပြီးတော့တကယ်ဆောက်မဖြစ်ရှင်းပေးလို့ဆိုလို့ရှင်တေးကြရဲဒါဆိုရင်ဒီတည်မမှန်တဲ့အဖွဲ့အစည်းကိုစပိုတင်ပေးပြီးတော့ထောက်ပံ့နေတဲ့အထက်မှာဥတင်ဦးဆိုရဲလူကြီးမင်းလဲပါတယ်လို့ညီမလေးတို့ကတိကျချက်ယုံကြည်နေပါတယ်ဒါကြောင့်မလို့တကယ်လို့များ ဒီလူကြီးတွေကသာဆောင်ရွက်ခဲ့မယ်ဆိုရင်ငါတို့ဒီတပ်ခွဲတွေထဲမှာအခုလိုမျိုးရုပ်ရုပ်တက်တက်ပြဿနာတွေဖြစ်လာနိုင်စရာမရှိပါဘူး။ဒါကြောင့်မို့လို့လူကြီးမင်းများအနေနဲ့အန်ယူဂျီလူကြီးမင်းများနဲ့ MOD လက်အောက်ခံ PDF နဲ့တာဝန်ရှိသူများကိုညီမတို့ကဒီကနေပြီးတော့တစ်ချက်တတိပေးပြီးရနှိုးဆော်ပြရစီတိုင်ကြားပြရစီပေါ့နော်ညီမလေးအနေနဲ့ မလေးကပြည်သူအသက်ဖြစ်တဲ့မလေးတို့ရဲ့ရဲဘော်လေးတွေ PDF လေးတွေကိုလုံးဝလက်လွတ်ဆုံးရှုံးလဲမခံနိုင်ဘူးအသက်တွေလည်းထပ်ပြီးတော့ဆုံးရှုံးမခံနိုင်ပါဘူးဒါကြောင့်မလို့အခုလိုမျိုးဒလန်တက်ရှိုးလုပ်နေတဲ့အဖွဲ့တွေလူလိန်လူညာအဖွဲ့တွေကိုအရေးတယူဆောင်ရွက်ပေးကြဖို့မလေးကဒီကနေပြီးတော့တောင်းဆိုအပ်ပါလိမ့်ရှင်အရေးတော့ပေါ့အောင်ရမယ်မလေးဒီနေ့ကတော့ဒီလောက်နဲ့ပဲရပြစီရှင်ကျေးဇူးများတယ်